ီလိုဖြက်စည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြပါပြန်လဲတိဆောက်ပေးနေခြင်းမဖြစ်ပါနဲ့ပြောရတာဖေဖေတိဆောက်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်လို့ရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုကရေစီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာကိုတိုင်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြည်ဒီမိုကရေစီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကိုင်မထားခြင်းတဲ့အတွက်ကြောင့် လွှတ်တော်တစ်ခုကိုဖြစ်မြောက်အောင်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်ကျွန်တော်ထပ်ပြောပါမယ်ဒီကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီ2025မှာကျွန်မဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်ဒီကိုနိုင်ငံကိုသမိုင်းကြောင်းတဲ့အညီဆောင်ရွက်ရတဲ့ဒီကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်သူ့ရေးတက်ကကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။အဲ no your product ပေါ့ uh, know your uh, know your own product ပေါ့နော် know your company know your people ပေါ့ဒီမှာဝင်လေးလေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလေရှင်ဒေါ်အောင်ဆန်းစုကြည်ကဖခင်တီထောင်ခဲ့တဲ့တက်မတော်ကိုကောင်းစွာအသုံးမပြုခဲ့လို့ဆိုပြီးဝေဖန်ထားတဲ့အပိုင်းလေးပါဝင်တဲ့အတွက်ပရိသတ်ကြီးအနေနဲ့အဆုံးအထိနားဆင်သုံးသပ်ပေးကြပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမျိုးလေးမင်္ဂလာပါဗျာဒီနေ့က17ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျမျိုးလားအားလုံး ်ဦးလဲဝရရေးကထင်အောင်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါနော်သိပြီမလိုင်းမော်ဒီအထက်မတင်ပြဘူးကနော်ညကလည်းဦးစင်အားနင်းပြီးတော့ဒါ၃နိုင်လောက်က၃နိုင်၄နိုင်လောက်ကသွားတယ်သွားပြီးမှတွေ့ကြရှိတဲ့သူနဲ့ဒါဒါနဲ့တွေ့ဆုံပြီးမှနော်သူသွားရနေရသွားဟိုပါပေါ့နော်မနေ့ပြန်ရောက်လာပေါ့နော်မနေ့စီရှင်းနိုင်လောက်ကြပြန်ထွက်လာအဲ့တော့အခုကတော့ဒီကောက်ဝဲနဲ့ပတ်သက်ပြီးမှခေါင်းကြီးစီးရုပ်နေတယ်ခေါင်းကြီးတွေဟို အဆန်ပြပြစီယုံခိုင်းတယ်ဆိုပြီးမှဟိုလာဦးစင်းရဲ့ပိုလေးနဲ့ဟိုဘက်ကအကြက်ခက်အုပ်စုကနေပြပြအုပ်စုကနေမှဝါရဖြန်နေရည်လဲပြေးမှာပေါ့နော်ဦးစင်းတို့ကဘာဖြစ်လို့ဒီလိုစီယုံပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်ဒီလိုပြောပြူတွေရင်းမမှာဆိုလို့ပြူတွေလမ်းကြောင်းလွဲမှာဆိုလို့အဲ့တော့ဦးစင်းတို့ကလောက်တဲ့ကင်တတ်တဲ့တူတွေတိုင်းပြည်ကိုစိုးတက်အောင်လုပ်ပေးနေတယ်တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးနေတယ်တိုင်းပြည်ကိုပြုတ်ပြအောင်လုပ်ပေးနေတယ်တူတွေတိုင်းပြည်ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးဘူးဥစဉ်တော့ကဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ဗျနော်ဥစဉ်တော့အခုမှပြောခဲ့တာပေါ့နေဒီဆိုကလက်ထက်အသုံးကလည်းပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့အရေးချင်းကိုကြည့်လွတ်တော်ကနေတဲ့အရေးချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲနေဒီဆိုကလက်ထက်တော့ဟာပုတ်တင်ယူရေးအပြိုလိုချင်းကောင်းကြီးဆိုတဲ့လူတွေကိုလည်းသမတပြပတ်လေးထပ်အမတ်လည်းရွေးချယ်ခဲ့တာပဲ မသားဝင်းပြန်ရတော့မအဲ့မသားမရှိတော့ဒီတဲ့မသားနဲ့ပြန်ရှင်ပြန်တော့ဘူးလက်ဆိုတရားမင်းစစ်ပြန်ကျွန်တော်တို့ကတဲ့ဘူးလက်ကြီးပြောတဲ့ကံကောနယ်မှာတော့ကောင်းဆန်းစုကြည်နဲ့ပြိုင်တာမဟုတ်ဘူးလေဘုကျောင်းအောင်ဆန်းနဲ့ပြိုင်နေရတာတဲ့တရားမင်းစစ်ပြန်တော့မနိုင်ဘူးတဲ့နော်တရားမင်းစစ်တော့မပြန်တာမှန်နဲ့နော်အရေးချင်းပြီးတော့လည်းလုံးရီကိုင်အရေးရေးရှိလို့မဲပေးကြတာမဟုတ်ဘဲတော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရလို့ဒီကိုင်မရှိတော့ဘူးအခုမဲပေးခဲ့တဲ့အတွက်ကြောင့်လွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ် နိုင်ငံရသားကျန်ပိတရားကျော်ခေါ်ခဲ့လာခတိုက်ပြည်ရဲ့ဘန်နာရေအကုန်လုံးဖြုံးတီးခဲ့တယ်။မောက်ကောက်ကအကြံဉာဏ်ပေးပြီးတော့ထင်ရဆိုင်ခဲ့တယ်လို့တော်တယ်။တော့ဒါဖေဖေတီဆောင်ခဲ့တဲ့တပ်မတော်တော့တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်တို့ရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒယ်စီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖြောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာဟိုတိုင်းရွှေရပေးခဲ့တာဒီလိုလမ်းကြောင်းမို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြီးဒီမိုဒယ်စီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့် အကြာကြီးစုတ်ကင်မထားခြင်းနဲ့အတွက်ကြောင့်တွတ်တော်တစ်ခုကိုဖြစ်မြအောင်ကမ္မတော်ကနေမှဖောင်ရက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်လှုပ်ဆောင်ပေးနေရဖြစ်တယ်ခင်ဗျားတို့ဥတည်ဦးကြီးကလည်းနတ်မတော်သားကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဥဥထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတက်မတော်သားကြီးပဲအဲ့ဒီကျမ်းမှာတက်မတော်သားကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင် အဲ့ဒီဘူချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဘူချုပ်ဆက်လို့လို့မရတော့ဘူး။ဘာဖြစ်လို့အဲ့ဒီဘူချုပ်တွေကိုလွတ်တော်တယ်မှာအကုန်လုံးထဲတာလဲဘာလို့ပြန်ခိုင်းတာလဲ။သူတို့ရဲ့အရေးချင်းတိုင်းမျိုးကိုပြုတ်ပြင်ပေးအောင်လို့တိုင်းမျိုးကိုပြောင်းလဲပေးအောင်လို့တိုင်းမျိုးကိုဖြောင်းဖြက်မတ်မတ်ဖြစ်အောင်လှုပ်လှုပ်ဆောင်ပေးနေတာ။ဟုတ်ပြီဒါတော့အခက်အခဲတွေကြားမှာခက်ခဲတွေကြားမှာမြန်မာနိုင်ငံကြီးလွတ်တော်ဖြစ်လဲအများကြီးပြုတ်ပြောင်းအောင်ပါ ဒါမှလည်းမပြောင်းလဲဘူးတောင်းပြန်ဝမ်းမမလုံနိုင်ဘူးမပြုတ်ပြန်နိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံ့တက်ပေးမယ်လမ်းမောကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေကလာဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတို့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ်အဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုတ်ပေးတာပဲလုံးပေးတာလေပြုပြောင်းလဲအောင်လုံးပေးနိုင်ခဲ့တာပဲမြင်ပယ်လို့မရအောင် ်ဦးသိန်းစိန်တိုင်းပြည်ရဲ့အတွက်ဘာလို့အတွေ့အလေးရှုပ်ဖို့တော့ကိုကမနာတရားအနေနဲ့အဲဇင်ကိုနိုင်ငံသွားတော့လည်းကြည့်လိုက်တာခင်ဗျတိုင်းပြည်အတွက်ကိုဘယ်လောက်လဲလာခံတယ်အမှုပညာရှင်များအားစစ်တပ်၏ဝါဒဖြန့်လှောက်ရှားမှုတွင်ပါဝင်ခိုင်းမှု စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြတော့နာမည်ကြီးတရုတ်ဆောင်များဖြစ်သည့် PTU အိန္ဒြာကျော်စင်အပါအဝင်အမှုပညာရှင်များစွာကိုစစ်တပ်ကပြုလုပ်မိအတုအယောင်ရွေးကောက်ပွဲကိုထောက်ခံသောလှုပ်ရှားမှုများတွင်ပါဝင်ရန်အတင်းအကျပ်ဖိအားပေးခိုင်းစေနေပါသည်လှုပ်ရှားမှုအသေးစိတ်စတင်သည့်ရက်စွဲနိုဝင်ဘာလ9ရက်မှစတင်၍ရန်ကုန်မြို့တွင်ရိုက်ကူးရေးများလှုပ်ဆောင်လျက်ရှိသည့်ပါဝင်သူများစစ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့သော PTU ပိုင်တခွန်အိန္ဒြာကျော်စင်အပါအဝင်မင်းသားမင်းသမီးများစွာပါဝင်သည် ပါဝင်စီခိုင်းခံရသူများစီရင်အချို့မင်းသားများ KTU ဆိုင်းဆိုင်ခန့်လိုက်ထွန်းထွန်းရွှေထူးညီနန္ဒဟိဝေရန်ပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်းယွန်းလွမ်းပိုင်ကျော်ထက်အောင်ထူးအောင်မင်းသမီးများထွန်းအိန္ဒြာဘူခိုင်တင်းကြီးအိန္ဒြာကျော်စင်စိုးပြေတစင်ဖွေးဖွေးဝုံမှုရွှေဤချောရတနာအေးမြတ်သူရွှေမုံရတီခင်ဝင့်ဝါမိုးဟေကိုယွန်းဝတီလွင်မိုးပိုးမမီတာရတနာဘူတစာဝင့်ကျော်ဖူးစုံနော်ဖောအေထာဆောင်းဝီမီမေပကြီးတဲစုငိမ့်မိမိကိုယ်ကိုနှဲ့ရွှေသမီး ထိအားပေးမှုနောက်ွယ်မှအကြောင်းရင်းညွန်ကြားချက်အော်တိုဘာလ30ရက်နေ့တွင်စစ်တပ်လက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနညွန်ကျုံအေးကျွေကရုပ်ရှင်လုပ်ငန်းရှင်များအမှုပညာရှင်များကိုခေါ်ယူတွေ့ဆုံခဲ့ပြီးလာမည့်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်စည်းရုံးရေးများတွင်ပါဝင်ရမည်ဟုအမိန့်ပေးခဲ့သည်ကျွန်တော်ဒါဟောင်းကြီးတယ်အများစုအများစုအကုန်လုံးအကျုံမစုံနိုင်ဘူးเนาะဘိုလ်ချုပ်တွေအများစုဒီညနေလွတ်တော်တဲ့ဝင်လာတယ်ဆိုတော့ဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တမတော်ကိုပိတ်ဆက်နေကြတာပဲရှိရ အနစ်နာခံနေကြတာပဲရှိတာခင်ဗျာကိုလိုလိုက်ကြည့်တို့တွေအေးစစ်စစ်နေလို့ရတယ်ဒိန်ခံပြီးနေလို့ရတယ်တို့အတက်ရွယ်နေတယ်ဒါကြောင့်ဦးစင်းတော့ဟုတ်လားပြောပြတယ်စီယုံပြတယ်ဒီတမ်းတော်နဲ့ဘယ်သူကအဆင်ပြေအောင်ပေါင်းနိုင်တယ်လဲဒီနိုင်ငံမတိမငြိမ်ဖြစ်နေတာလို့တော့ရောက်တဲ့ခါမှာလက်မတော်နဲ့အဆင်ပြေအောင်လက်မတော်နဲ့ညီညွတ်အောင်ဘသူတွေကပေါင်းနိုင်တယ်လဲဘသူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လဲလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစီးလုံးနေမှာဖြစ်မှာ အဲ့လိုစီလုံးနေမှာတိုင်းပြည်ကတိုးတက်မှာကြောင်းလဲမှာဒါအောင်များပြည်သူများအားလုံးသိစေချင်ပါလေနော်အားကြောင့်မလို့ဦးဇင်းတို့ဟာကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်အမတ်တွေအားလုံးရွေးချယ်ပေးနေရမတကားကြီးဥခင်ကြီးတို့ရွေးတက်ရှိတယ်တကားကြီးဥတင်ဥလွင်တို့ဟုတ်လားအများကြီးပါပဲအခုခမရတကားကြီးဥမြထွေးဦးတို့ပြေဦးလဲအောင်မေတာသာမှာဆိုလို့ရှိရင်ဘုကျုပ်ဒေသကျော်တို့အများကြီးအများကြီးအများကြီးခမရဟုတ်လားအများကြီးရှိတယ်သူတို့ဒီအများကြီးကိုကလောက်ထားကြပါလိမ့်အများကြီးရှိသေးတယ်စကိုင်းမှာဆိုလဲမကြည့် ုံကျုပ်တဲ့ပုံဒုတိယဘုံကျုပ်ကြည့်တဲ့ပုံဟုတ်လားဒီစီအများကြီးနော်ဒါကြောင့်မလို့လူတို့တွေကဦးစင်းတော့ဟုတ်လားဘုံကျုပ်များထဲမတွေ့ဘူးဗျမမြင်ဘူးဗျလူတို့ရဲ့လောကကြီးလူတို့ရဲ့စီယုံကြီးကိုတိတယ်အောင်မြတ်သားမဝင်ပြိုင်မဲ့ဘုံကျုပ်ဒေသကြောင့်မတိဘူးမတွေ့ဘူးဒါပေမဲ့လူတို့တမိုင်းကိုဦးစင်းတော့လိတ်လာတယ်ဘုံကျုပ်လက်ဘုံအဲ့လူတို့တမိုင်းကိုလိတ်လာတယ်ဒါကြေးဥတည်ဥလွန်တော့ဦးစင်းတော့စကားပြောဦးတယ်လေ တကားယုခိခဏခဏသကားပြောမှုတဲ့ဒီလိုတွေနဲ့ဆက်ဆံအောင်မြင်မှုတဲ့ဒီလိုတွေနဲ့ထိတွေ့မှုတို့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဥစ္စာတို့တည့်ရလေအများကြီးပါဗျနော်ဒါတော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းခြားခြားပါတီရဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဥစ္စာတို့ဝေဖန်တုံးတက်အောင်ပါဘယ်သူမှမဥစ္စာတို့လှူလို့မဟုတ်ပါဘူးလှူလည်းမလှူပါဘူးဗျ ဲ့လောက်ထီလဲတို့တို့တွေလိုက်ကန်းဆုံးပြီးကြတို့ထင်ဟုတ်ပါဗျာနော်ငါတို့ပြောပြပါလေငါတို့ပေါက်ကူတော့ကြောင်းတော့တွားကငါစီတွားလို့မယ်ဆန်တွားလို့မယ်ဥစဉ်တော့တတ်မလို့တိုင်းဝင်မရှိပါဘူးနော်ပေါက်ကူတော့ကိုယ်တိုင်ရတာတွားလှူနေကြီးဖြစ်ပါလေဗျာနော်ကထိန်ရဲတန်းမှာတော့ဥစဉ်တော့ဘကူတိုင်းနဲ့လားမတူညောင်ချိုးပဲရခိုင်နယ်စပေါ့ဗျာညောင်ချိုးကြောင်းပို့ပြီးတဲ့ရိတ်ခါကိုကြောင်းပို့ပြီးတဲ့တိန်တရာကျောင်းကြောင်းပို့ပြီးတဲ့အာအဲ့ပြမှာခုစတားလင်လို့တဲ့ကြောင်းဝဲမယ်ကြောင်းဝဲမယ်စတားလင်ပြီးတယ်ဟုတ်လားကြောင်းပို့ပြီးမယ်ဟောဥစဉ်စီကပဲဆန်ရလေပြီးတူလူထားတဲ့ တမ်းမတော်ချင်းတဲ့နိုးလူနဲ့ပြည်လူလူထားတဲ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဦးစင်းတို့ကတိုင်းပြည်သူဘာဖြစ်လို့ဦးစင်းအဲ့လိုထောက်ကန်နေလဲအများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော့ခင်ဗျတို့ဒီပုံစံဒီနေထားနဲ့ခင်ဗျားတို့မမြင်ရပါဘူးဦးစင်းတို့ကလည်းအပြစ်ပြခံပြီးပြောနေရပါနော်ဦးစင်းတို့ဒီလိုအချို့ဟာတွေပြောလိုက်လို့အပြစ်ဖြစ်တယ်ဆိုတာသိပါတယ်ဦးစင်းတို့ကလေးကလေးကဝက်လာတာဟုတ်ပြည့်ရကြီးကလေးကလေးကတင်းလာတာပါစတုံးနေတာလည်းတင်းခန်းစီလာတယ်အခုဦးစင်းတက်40ဟဲ့နော် 大领导比对面儿了，对着劲骂了。<music>